ဗလာဒီမာပူတင်၏ဖြတ်တမ်းမှုသမိုင်း KGB အေဂျင့်မှဩဇာအကြီးဆုံးကမ္ဘာခေါင်းဆောင်အဖြစ်သူပူတင်လိုချင်တာရုရှားအင်ပါယာမဟုတ်ရုရှားကမ္ဘာ ဒီနေ့ကျမတို့ရဲ့ channel လေးမှာတက်ဆက်ပေးမှာကတော့ကမ္ဘာအပေါ်မှာဩဇာအကြီးမားဆုံးခေါင်းဆောင်တွေကတူဖြစ်တဲ့ Russia Federation သမ္မတ Vladimir Putin ရဲ့နိုင်ငံရေးဖြတ်သန်းမှုအကြောင်းပဲဖြစ်ပါရယ်။ပူတင်ဟာ1952ခုနှစ်မှာဆင်းရဲနွမ်းပါတဲ့မိသားစုအနေနဲ့မွေးဖွားခဲ့ပြီးသူ့ရဲ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ KGB ဆိုဗီယက်လှုပ်ဝက် ထောက်လန်းရေးမှာစတင်အလုပ်ဝင်ခဲ့ပါတယ် ဂျာမနီနိုင်ငံမှာထောက်လန်းရေးအရာရှိဖြစ်တာဝန်ထမ်းဆောင်ရင်းဆိုဗီယက်ပြည်အောင်စုပြုတ်ကွဲမှုကိုကိုရိုင်းမြင်တွေ့ကြုံတွေ့ခဲ့ရတဲ့ပူတင်ဟာဒီဖြစ်ရပ်ကိုတမိုင်းဝင်အကြီးမားဆုံးပူမိနိုင်ငံရေးဆိုချလို့သတ်မှတ်ခဲ့ပါတယ်။ KGB ကနေနှုတ်ထွက်ပြီးတဲ့နောက်ပိုင်းမြို့တော်အုပ်ချုပ်ရေးကနေတဆင့်မော်စကိုခရမ်လင်နှောင်းတော်တွေကိုပြလို့ရောက်ရှိခဲ့တယ်လေ။ 1999ခုနှစ်မှာယာယီသမရအဖြစ်ရုတ်တရက်အာဏာရယူပြီးရနောက်ရုရှားနိုင်ငံကိုပြိုကွဲပျက်စီးခြင်းကနေကဲတင်မှုအတွက်သူ့ဘလူရီကျိုးပန်းခဲ့တယ်လေ။ Oligarchy ကိုနှိမ်နင်းပြီးဗဟုအာဏာကိုဆူဆီးခဲ့ပုံနဲ့ရုရှားရဲ့ကြီးမြတ်မှုကိုပြန်လည်တည်ဆောက်ရေးဟီမန်ချက်တွေဟာပါရီလဲဆိုတာကိုအသေးစိတ်ဆက်လက်တင်ပြပေးသားမှာမို့လို့အဆုံးထိဆောင်ကြည့်ပေးဖို့ဖိတ်ခေါ်ရင်ပူတင်ရဲ့ငယ်ပွားနဲ့ KGB အတွေ့အကြုံတွေကိုဦးစားတင်ပြရင်တင်ပြမှုကိုဆက်ပြရစေ။ငယ်ဘဝနဲ့ကိုကြည့်ပြီးအတွေ့အကြုံများ1952 1997 ဗလာဒီမာပူတင်ကို1952ခုနှစ်အော်တိုဘာလ9ရက်နေ့မှာရုရှားနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့စိန့်ပီတာစဘတ်ရှခင်လီနီဂရမ်မြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဖခင်ဟာဆိုဗီယက်ရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးမိသားစုကအလွန်ဆင်းရဲနှောပါခဲ့ပါတယ်။သူဟာငယ်စဉ်ကတည်းကတရားဥပဒေရှိရာကိုစိတ်ဝင်စားခဲ့ပြီး1955ခုနှစ်မှာလီနီဂရက်စတေ့ယူနီဗာစီတီလက်ရှိစိန့်ပီတာစဘတ်စတေ့ယူနီဗာစီတီမှာဥပဒေဘွဲကိုရရှိခဲ့ပါတယ်။ ပွေရပြီးခြင်းပဲပူတင်ဟာသူ့ရဲ့ငယ်ဘဝအိမ်မဖြစ်တဲ့ KGB ဆိုဗီယက်လျှို့ဝှက်ထောက်လှမ်းရေးမှာစတင်အလုပ်ဝင်ခဲ့ပါတယ်။သူဟာအရင်ဆုံးပြည်တွင်းမှာအလုပ်တဲ့အနေနဲ့ဖြတ်တန်းခဲ့ပြီး1985ခုနှစ်ကနေ1990ပြည့်နှစ်အထိအရှေ့ဂျာမနီနိုင်ငံဒရက်တန်မြို့မှာထောက်လှမ်းရေးအရာရှိဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲဒီမှာသူဟာ CAK ရဲ့နောက်ဆုံးကာလကထောက်လှမ်းရေးလုပ်ငန်းတွေကိုကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ 1990ပြည်နှစ်မှာပါလင်တိုင်းကြီးပြိုကျပြီးဆိုဗီယက်ပြည်ထောင်စုပြုတ်ကွဲလာတဲ့အခါပူတင်ဟာ KGB အနေပုံမှုကြီးရာထူးနဲ့နှုတ်ထွက်ခဲ့ပါတယ်။ဒီလိုဆိုဗီယက်ပြိုလဲတာကိုသူဟာတမိုင်းဝင်အကြီးမားဆုံးသောဘူမိနိုင်ငံရေးဆိုကြလို့နောက်ပိုင်းမှာဖော်ပြခဲ့တာတွေ့ရပါတယ်။နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း1991 1999 KGB အထွက်ပြေးတဲ့နောက်ပူတင်ဟာသူ့ရဲ့တက္ကသိုလ်ဆရာဟောဖြစ်တဲ့စိန့်ပီတာစဘတ်မြို့တော်ဝန်အနာတိုလီဆပ်ချက်ရဲ့လက်အောက်မှာအကြံပေးဖြစ်စတင်လုပ်ကမ်းခဲ့ပါတယ်။ ဒီလိုဒေသဆိုင်ရာအုပ်ချုပ်ရေးအတွေ့အကြုံတွေရခဲ့ပါတယ်။ကြောက်ကွာ96ခုနှစ်မှာမြို့တော်ဝန် subject ရွေးကောက်ပွဲရှုံးပြီးတဲ့နောက်ပူတင်ဟာမော်စကိုမြို့ကိုရွှေ့ပြောင်းပြီးတမရဘော်ရီယက်စင်ရဲ့အစိုးရဖွဲ့တွေကိုဝင်ရောက်ခဲ့ပါတယ်။ရှာရူအစစ်စစ်တလာခဲ့ပြီး1998ခုနှစ်မှာ Federal လုံခြုံရေး Agency FSB KGB ရဲ့နောက်ဆက်တွဲအဖွဲ့ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။1999ခုနှစ်အောက်တိုဘာလမှာတမရရဆင်ကပူတင်ကိုဝန်ကြီးချုပ်ဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာဒုတိယမြချေချင်းညာစပွဲစတင်ခဲ့ပြီးပူတင်ဟာစစ်ဘက်ဆိုင်ရာပြသတဲ့ဆုံးဖြတ်ချက်တွေကြောင့်ပီတူရီရဲ့အာယုံဆိုင်မှုနဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်1999ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာသမရရဲစင်ဟာကျမ်းမာရေးအကြောင်းပြချက်နဲ့ရုတ်တရက်နှုတ်ထွက်ခဲ့ပြီးပူတင်ကိုယာယီသမရအဖြစ်လွှဲပြောင်းပေးခဲ့ပါတယ်ရုရှားကောင်ဆောင်ဘဝ2000လက်ရှိပထမခေတ်2000 2008တည်ငြိမ်မှုနဲ့ဗဟုသုတ်ကိုင်မှု ပထမနေ့ဒုတိယသမရသက်တမ်းကိုပြန်ကြည့်ရင်ပူတင်ဟာ2000ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရပြီးသမရဖြတ်လာခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးပန်းတိုင်ကရုရှားကိုပြိုကွဲပျက်စီးခြင်းကနေကယ်တင်ဖို့ပဲဖြစ်ခဲ့ပါတယ်။သူဟာရုရှားရဲ့စီးပွားရေးနဲ့နိုင်ငံရေးကိုလွှမ်းမိုးနေတဲ့ပီလီယန်နာတွေကိုတိုက်ခိုက်နိုင်နေခဲ့ပြီးသူတို့ရဲ့ကအများစုကိုနိုင်ငံကနေထွက်ခွာစေခဲ့ပါတယ်။ဒါမှမဟုတ်အစိုးရရဲ့လက်ညှိုးမှုအောက်မှာထားခဲ့ပါတယ်။ ပြည်내အုပ်ချုပ်ရေးမှုတွေကိုတိုက်ရိုက်ခန့်အပ်တဲ့စနစ်နဲ့နိုင်ငံရေးပါတီတွေကိုထိန်းချုပ်တဲ့ဥပဒေတွေပြဋ္ဌာန်းပြီးဗဟုအစိုးရရဲ့အာဏာကိုစုစည်းခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်တာဟာဆိုဗီယက်ပြိုကွဲပြီးတဲ့နောက်ပိုင်းမတည်ငြိမ်မှုတွေကိုရှော့ချနိုင်ခဲ့လို့ပြည်သူအများရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ဒုတိယခေတ်2008 2012ဝင်ကြီးချုပ်ကာလရုရှားရဲ့ဖွဲ့စည်းပုံခြေကဥပဒေအရတမရတတန်ကိုဇက်တိုက်နှစ်ကြိမ်သာထမ်းဆောင်ခွင့်ရှိရတဲ့2008ခုနှစ်မှာပူတင်ဟာသူ့ယုံကြည်ရသူဒီမီထရီမက်ဗီဒက်ကို တမရအဖြစ်ထမ်းဆောင်စေပြီးသူကိုယ်ရိုင်းကတော့ဝင်းကြီးချုပ်ဖြစ်နေရာရှိခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရဲ့စစ်မှန်တဲ့အာဏာကိုတော့ပူတင်ကပဲဆက်လက်ကိုက်ဆဲခဲ့တယ်လို့ယူဆကြပါတယ်။တတိယခေတ်2012လက်ရှိရုရှား၏ကြီးမြတ်မှုကိုပြန်လည်တည်ဆောက်ခြင်း2012ခုနှစ်မှာဖွဲ့စည်းပုံကိုပြင်ဆင်ပြီးတမရတပ်တန်းကို6နှစ်အထိတွန်းမြှင့်ခဲ့ပြီးတဲ့နောက်ပူတင်ဟာတမရရာထူးကိုပြန်လည်ရယူခဲ့ပါတယ်။ 2020ပြည်နှစ်မှာဖွဲ့စည်းပုံကိုထပ်မံပြင်ဆင်ခဲ့ပြီးပူတင်ဟာ2036ခုနှစ်အထိသမရယာရုဆက်လက်ထမ်းဆောင်နိုင်မယ်လမ်းကြောင်းကိုဖန်တီးခဲ့ပါတယ်။ပူတင်ရဲ့တတိယတတမှာနိုင်ငံသားရေးမူဝါဒကျင်းပလာမှုတွေကိုတွေ့မြင်လာရပါတယ်။ခရိုင်းမီးယားသိမ်းပိုက်ခြင်း2014ယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းဆဲကိုရုရှားအသိမ်းပိုက်ပြီးရုရှားဖက်ဒရေးရှင်းနဲ့သူတင်းခဲ့ပါတယ်။ဂျာဟာအမေရိကန်နဲ့ဥရောပသမဂ္ဂ EU ရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုတွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။ယူကရိန်းကျူးကျော်စစ်2022 2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကြက်ကြက်ပြက်ပြက်ကျူးကျော်ဆဲစတင်ခဲ့ပါတယ်။ဒါဟာပူတင်ရဲ့ဩဇာအာဏာကိုအမြင့်ဆုံးရရှိစေခဲ့တယ်လို့နိုင်ငံတကာဆက်ဆံရေးမှာရုရှားကိုအကြီးအကျယ်အထူးကျန်စေခဲ့ပါတယ်။လူမှုရေးနဲ့ရီမန်ချက်များပူတင်ဟာရုရှားရဲ့ယဉ်ကျေးမှုရိုးရာတံမိုးတွေနဲ့အော်တဒေါ့စ်ဖျားကြောင့်ရဲ့အခမ်းကဏ္ဍကိုအလေးထားမြင့်တင်ခဲ့ပါတယ်။ရုရှားကိုအမေရိကန်ဦးဆောင်တဲ့အနောက်နိုင်ငံတွေနဲ့ဆန့်ကျင်ဘက်မှာယက်တည်တဲ့ကမ္ဘာဝင်ရုံးစုတစ်ခုအဖြစ်ပြန်လည်တည်ဆောက်ဖို့ရှိမှန်းခဲ့ပါတယ်။ သူရဲ့အုတ်ချမှုအစောပိုင်းနှစ်တွေမှာရေနံစိမ်းသောမြင့်တက်မှုကြောင့်စီးပွားရေးတူတက်ခဲ့ပြီးရုရှားပြည်သူအများပြားရဲ့လူနေမှုအဆင့်တန်းဟာတူတက်လာခဲ့ပါတယ်။ဒါကြောင့်ပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရရှိခဲ့ပါတယ်။သူဟာကရာတီနဲ့ဂျူဒိုအကစားကိုဝါသနာပါပြီးကိုယ်ခံပညာမှာကပတ်နဲ့ရရှိထားတဲ့သူဖြစ်ပါတယ်။သူဟာတသက်လွတ်စားသုံးသူမဟုတ်တော့လဲစာမရေးကိုဂရုစိုက်သူဖြစ်လူသိများပါတယ်။1983ခုနှစ်မှာလက်ထပ်ခဲ့တဲ့စနီယူမီလာနဲ့2019ခုနှစ်မှာကွာရှင်ခဲ့ပြီးတမိနှုတ်ဦးထွန်းကခဲ့ပါတယ်။ ဗလာဒီမာပူတင်ဟာဆိုဗီယက်ပြိုကွဲပြီးတဲ့နောက်ပိုင်းရုရှားကိုပြောင်းလဲတိစောက်တဲ့ခေါင်းဆောင်ဖြစ်သမိုင်းမှာအရေးပါတဲ့အခမ်းအနားကနေပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ဗလာဒီမာပူတင်လက်ထက်ရုရှားမဟာအင်အားကြီးနိုင်ငံပြန်ချေရေးရှိမှန်းချက်သမရဗလာဒီမာပူတင်ရဲ့ဦးဆောင်မှုအောက်မှာ2000ပြည့်နှစ်ကစလို့ရုရှားနိုင်ငံဟာဆိုဗီယက်ပြိုကွဲပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့စစ်ပွားရေးစတဲ့မှုတွေကနေရုန်းထွက်ပြီးနိုင်ငံတကာမှာဩဇာကြီးတဲ့ကစားသမားဖြစ်ပြန်လည်ရပ်တည်လာခဲ့တာအားလုံးသိပါ။ နိုင်ငံရေးနဲ့အာဏာစုစည်းမှုကိုကြည့်ရင်ပူတင်ဟာရေကောက်ပွဲတွေကိုပုံမှန်လှုပ်ဆောင်ခဲ့ပေမဲ့ဗဟိုချုပ်ကိုင်မှုအကောင်နဲ့အာဏာပိုင်စနစ်ကိုတိဆောက်ခဲ့ပါတယ်။လီဘရယ်နိုင်ငံရဲ့အတိုက်ခံတွေရဲ့လှုံ့ဆော်မှုတွေကိုတဖြည်းဖြည်းချုပ်ချယ်ခဲ့ပြီးသူ့ရဲ့ဆန့်ကျင်ဘက်အမြင်ရှိသူတွေကိုနှိမ်နင်းခြင်းဥပမာနာမည်ကြီးအတိုက်ခံခေါင်းဆောင်နာဗယ်နီနဲ့နိုင်ငံရေးမှာဩဇာမရှိအောင်လှုံ့ဆော်ခဲ့ပါတယ်အစိုးရရဲ့လူလာတဲ့မီဒီယာအထူးသဖြင့်ရုပ်မြင့်သံကြားတွေကိုသာဩဇာလွှမ်းမိုးခွင့်ပေးပြီးလက်လက်တဲ့သတင်းမီဒီယာတွေကိုဖိအားပေးတာဒါမှမဟုတ်ပိတ်ကျတာတွေလုပ်ခဲ့ပါတယ် ဒါကြောင့်ပြည်သူရေးစီကိုပူတင်လိုချင်တဲ့နိုင်ငံရေးဆက်ကြောင်းတွေပဲအဓိကရောက်ရှိခဲ့ပါတယ်။2020ပြည်နှစ်မှာဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ပြီး2036ခုနှစ်အထိသူတမရရာထူးကိုစက်တိုက်ထမ်းဆောင်နိုင်မယ်လမ်းကြောင်းကိုဖန်တီးခဲ့ပါတယ်။ကြာသူရဲ့အာဏာကိုတတတာစာအခိုင်အမာချုပ်ကင်ထားရေဆိုတာကိုကြက်တနေတယ်လို့ပါပဲပူတင်လက်ထက်စီရေးဆိုင်ရင်ပြိပကမဟာပြူဟာမှာဆိုရင်စစ်တပ်ကိုခင်မီအောင်စစ်အုံစီတွေကိုတွန်းမြင်ပြီးဆိုဗီယက်ခေတ်ကစစ်တပ်လိုပဲခင်မီစွမ်းဆောင်ရေးမြန်မာရေးစစ်တပ်ဖြစ်ပြောင်းလဲတိဆောက်ခဲ့ပါတယ် လေတန်နဲ့ဒုံးပြန်နီးပညာကဏ္ဍတွေကိုအတိအကမြင့်တင်ခဲ့ပါတယ်။နောက်ပြီးပြည်ပမှာရုရှားရဲ့အကျိုးစီးပွားကိုကောက်ွယ်ဖို့နဲ့ဩစာလွှမ်းမိုးဖို့အတွက်စီရေးဆွမ်းအားကိုတက်ကြွစွာအသုံးပြုခဲ့ပါတယ်။ဂျော်ဂျီယာစစ်ပွဲ2008ကိုပြန်ကြည့်ရင်ဂျော်ဂျီယာပိုင်တောင်အိုစီရှာနဲ့အခါစီယာဒေတာရီကိုရုရှားကထောက်ပံ့ပေးပြီးဂျော်ဂျီယာကိုအနောက်နိုင်ငံတွေနဲ့ပူးပေါင်းမှုကြိုးပမ်းတာကိုတားဆီးခဲ့ပါတယ်။စီးရီးယားစစ်ပွဲ2015မှာဆိုရင်တမရပါရှားအာဆတ်ကိုကူညီပြီးအရှေ့အလယ်ပိုင်းမှာရုရှားရဲ့စီးရီးခြေကိုခိုင်မာစေခဲ့ပါတယ်။ နောက်ပြီး2022ခုနှစ်ရနေ့အထိကျပနေတဲ့ယူကရိန်းစစ်ပွဲမှာဆိုရင်နေတိုးစစ်အုပ်စုရဲ့အရှိတ်ချက်ထွေမှုကိုရပ်တန့်စေဖို့နဲ့ယူကရိန်းကိုရုရှားရဲ့ဩဇာကမ်းနည်းမှုအဖြစ်ထိန်ချုပ်ဖို့ယူရဲချက်နဲ့စစ်ပွဲကြီးကိုဆင်နွှဲခဲ့ပါတယ်။ဒါဟာကမ္ဘာနိုင်ငံ၏အခြေအနေကိုအကြီးအကျယ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။စီးပွားရေးနဲ့လူမှုရေးအဆင့်တန်းမှာတော့ပူတင်အစိုးရရဲ့အောင်မြင်မှုဟာအထူးအဖြစ်ရေနံနဲ့တဘာဝတံငွေစည်းနှုန်းမြင့်တက်မှုတွေအပေါ်မှာတည်မီခဲ့ပါတယ်။ ဒီတဘာဝရှင်မြတ်တရားနေရှာလာတဲ့ဝင်ငွေတွေဟာရုရှားရဲ့ GDP ကိုမြင့်တင်ပေးပြီးစစ်တပ်ကိုခင်မိစေဖို့ပံ့ပိုးပေးခဲ့ပါတယ်။၂000ပြည်လုံးနှစ်တွေမှာစီးပွားရေးတည်ငြိမ်လာတာကြောင့်ရုရှားပြည်သူတွေရဲ့အလေလက်တန်းစာလူရန်စာတွေပေါ်ပေါက်လာပြီးလူနေမှုအဆင့်တန်းတိုးတက်လာခဲ့ပါတယ်။တင်းစင်လာစာတွေတိုးလာပြီးနိုင်ငံရေးမတည်ငြိမ်မှုတွေလျော့ကျသွားတာကြောင့်ပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရခဲ့ပါတယ်။ 2014ခုနှစ်ကစပြီးရုရှားဟာအနာနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုခံခဲ့ရပြီးမြေစီးပွားရေးကိုကိုယ်တိုင်အာဂိုရစနစ်ကိုတည်ဆောက်ပြီးပြင်းထန်တဲ့စီးပွားရေးပြိုလဲမှုအနေရှောင်ရှားနိုင်ခဲ့ပါတယ်။စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုကဏ္ဍတချို့မှာနိုင်ငံတကာအာကိုမှုကိုရှော့ချနိုင်ခဲ့ပါတယ်။နိုင်ငံတကာဆက်ဆံရေးနဲ့ပူတင်အရှိမန်ချက်ကတော့ရုရှားရဲ့ကြီးမြတ်မှုကိုပြန်လည်တည်ဆောက်ပြီးကမ္ဘာအဆင့်မဟာအင်အားကြီးနိုင်ငံဖြစ်ပြန်လည်ရပ်တည်ဖို့ပဲဖြစ်ပါတယ်။ ရင်ကျေးမှုနဲ့ဖာသာစကားချင်းဆက်နွယ်နေတဲ့ဒေသတွေဥပမာယူကရိန်း၊ဘယ်လာရုစ်ကိုရုရှားရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာဆက်လက်ထားရှိဖို့ရည်ရွယ်ပါတယ်။နေမြေဟောင်းတွေကိုပြန်ရယူပြီးဆိုဗီယက်ပြည်ထောင်စုလိုမဟုတ်တောင်ဩဇာကြီးမာတဲ့ရုရှားအင်ပါယာပုံစံမျိုးကိုတည်ဆောက်ချင်ခဲ့ပါတယ်။အနောက်ကိုတံပြန်မှုကိုကြည့်ရင်အမေရိကန်ဥဆောင်တဲ့တကမ္ဘာလုံးဆိုင်ရာစနစ်ကိုအပြင်းထန်ဆန့်ကျင်ပြီးရုရှား၊တရုတ်၊အိန္ဒိယတို့ပါဝင်တဲ့ကမ္ဘာဝင်ရုံးစုအများအပြားပါဝင်တဲ့စနစ်ကိုထူထောင်မှုကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့်ရှီကျင်းပင်ဦးဆောင်တဲ့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုအထူးမြင့်တင်ခဲ့ပြီးအနောက်နိုင်ငံတွေနဲ့ရင်ဆိုင်မှုအတွက်ကန့်သက်ချက်နဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးကိုတည်ဆောက်ခဲ့ပါတယ်။ဒါကမ္ဘာနိုင်ငံကြီးမှာအရေးကြီးတဲ့အပြိုင်မှုတစ်ခုဖြစ်ပါတယ်။ဒီချက်တွေကပူတင်ရဲ့ခေါင်းဆောင်မှုအောက်မှာရုရှားနိုင်ငံရဲ့အထွေထွေအပြင်မှာပါဘလောက်အထိကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်မှာပါ။ အချုပ်ပြန်ပြောရရင်သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာရုရှားနိုင်ငံဟာရှင်နန်နဲ့တဘာဝတံငွေဝင်ွေရီရဲ့အကူအညီနဲ့စီးပွားရေးတည်ငြိမ်လာခဲ့ပြီးပြည်သူတွေရဲ့လူနေမှုအဆင်တန်တိုးတက်လာခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာပြည်သူတွေရဲ့ထောက်ခံမှုကိုအခိုင်အမာရခဲ့ပါတယ်။ကြပါမယ်တစ်ချိန်တည်းမှာပဲပဟိုချုပ်ကံမှုအကောင်နဲ့အာနာဝိုင်းစနစ်ကိုထူထောင်ပြီးနိုင်ငံရေးအတိုက်ခံတွေကိုနှိမ်နင်းခဲ့ပါတယ်။သူရဲ့အတ္တိကရှိမှန်းစုဖြစ်တဲ့ရုရှားရဲ့ကြီးမြတ်မှုကိုပြန်လည်တည်ဆောက်ခြင်းဟာစီးရင်နဲ့နိုင်ငံသားရေးမူဝါဒမှာပေါ်လွင်နေခဲ့ပါတယ်။ ခရိုင်းမီးယားကိုတင်ပိုက်ခြင်း2014ကနေယူကရိန်းကိုကျူးကျော်ခြင်း2022ခုနှစ်အထိလှုပ်ဆောင်ခဲ့တဲ့စစ်ရေးလှုပ်ရှားမှုတွေဟာရုရှားကဘာရဲ့ဩဇာကိုပြန်လည်ချက်ထွင်မှုနဲ့နေတုအဖွဲ့ကိုတံပြန်မှုရည်ရွယ်ချက်တွေပဲဖြစ်ပါတယ်2036ခုနှစ်အထိဆလာအုပ်ချုပ်နိုင်မယ်လမ်းဖွင့်ခဲ့တဲ့ပူတင်ဟာတရုတ်နဲ့မဟာမိတ်ဖွဲ့စည်းကနေတဆင့်အမေရိကန်ဦးဆောင်တဲ့ကမ္ဘာစနစ်ကိုစိန်ခေါ်ဖို့ကြိုးပမ်းနေပါတယ်။ ဒါကြောင့်ဗလာဒီမာပူတင်ရဲ့ဆုံးဖြတ်ချက်တွေစစ်ရေးဗျူဟာတွေဟာရုရှားရဲ့အနာဂတ်အပြင်ကမ္ဘာနိုင်ငံရဲ့လမ်းကြောင်းကိုပါဆက်လက်သတ်မှတ်ပေးနေအောင်မှာပဲဖြစ်ပါတယ်တင်ပြရင်တင်ပြချက်ကိုရှင်းလင်းလိုက်ရပါရဲ့ရှင်